အမျိုးသားညီညွတ်အစိုးရ NUG တိုက်ပိုက်ထိန်းချုပ်ထားတဲ့စကိုင်းတိုင်းအထက်ပိုင်းကပင်လယ်ပြိုးမြို့မှာအိမ်သုံးဆားဝယ်ရခတ်ခဲနေပြီးတော့25ပိတ်သားတဲ့အိတ်ကိုကျပ်6000တိဈေးနှုန်းမြင့်တက်နေရလို့ဒေသခံသတင်းချို့ကပြောပါရယ်ပင်လယ်ဘူးနယ်ကဒေသခံတွေအနေနဲ့စားတောက်ကိုအများစုကိုကောလင်းမြို့ကဝယ်ယူကြရတာဖြစ်ပြီးတော့ကောလင်းနယ်ကလည်းမန္တလေးနဲ့မုံရွာကနေဝယ်ယူကြရတာဖြစ်ပါတယ်ကောလင်းမြို့နယ်မိုင်90ကျော်သာဝေးတဲ့ပင်လယ်ဘူးမြို့မှာကုန်စည်တွေဈေးပိုတက်လာတာ ကောလင်းမြို့ပြတ်သွားကြတဲ့ကနေအခုချိန်ထိတရရိပ်တက်လာတာဖြစ်တယ်လို့ဆိုပါတယ်။ပင်လယ်မူးနယ်ကနေအနေနဲ့မန္တလေးကနေဓာတ်ရိုက်ဝယ်ယူမယ်ဆိုပါကလည်းတချို့ပစ္စည်းတွေကဝယ်ယူရတဲ့ပစ္စည်းစည်းတဲ့ဒဇာကဈေးကပိုပြီးတော့ဈေးကြီးမြင့်နေတာလည်းဖြစ်တယ်လို့ဆိုပါတယ်။ပင်လယ်မူးနယ်မှာအိမ်သုံးစားအပြင်ကွန်ဒီဈေးတွေပါမြင့်တက်နေပြီးတော့ကွန်ဒီတပိတ်တာ7000ကျော်ဈေးပေါက်တယ်လို့ဆိုပါတယ်။ ပင်လယ်ဘူးမြို့ကိုတော်လိုင်းအင်အားစုတွေက2024အောက်တိုဘာလအတွင်းကတိမ်ပိုက်ခဲ့တာဖြစ်ပြီးတော့မြို့နယ်တစ်ခုလုံးမှာစိုးစုကင်းစင်ဒေသဖြစ်နေပြီလည်းဖြစ်ပါတယ်